အာအားလုံးပဲမင်္ဂလာပါကျမတို့က SCGG 08တင်ချာတန်းရဲ့ကုသူပဲဖြစ်ပါတယ်ဒီနေ့မှဆိုရင် chapter 9 exponential root ကိုကျမအင်ဂျီလာမင်းမောင်အောင်ခန်းဆိုမမြိုက်တာမောင်တို့က present ပြန်လုပ်ပေးသွားမှာဖြစ်ပါတယ် next slide please အ uh, presentation ကုတဲ့မှာဆိုရင် introduction exponential root critical analysis conclusion နဲ့ကျွမ်းနေ session တော့ပဲဖြစ်ပါတယ် next slide please uh, introduction introductions uh, exponent မှာဆိုရင်အပိုင်းလေးပိုင်းပါဝင်ပါတယ် positive integer exponent uh, properties of exponent zero and negative integer exponent scientific notation ကိုပြပါတယ် root မှာဆိုရင်တော့ path of critical equation လို့ပဲဖြစ်ပါတယ် next slide ကိုတော့မအောင်ခတ်စွာရှင်းပြပေးသွားမှာဖြစ်ပါတယ် next slide ဟုတ်ကဲ့ဗျာ exponent exponent ဆိုတော့ဒီထက်ကထက်ကမြောက်ချင်းကိုအတူရေးတာပေါ့နော်များသောဖြင့် exponent နဲ့ positive integer ပဲပြကြရပေါ့နော်ဟုတ်ကဲ့ positive integer exponent exponent အဲ့ positive integer exponent မှာဆိုရင်တော့ကျွန်တော်တို့အ positive integer ကိုကျွန်တော်ဒီထပ်ထားတာမျှောက်တာပေါ့နော်ဒီပြောမှလို့ဆိုရင်အာ x အမြောက် x အမြောက် x ဆိုတဲ့ဟာကိုကျွန်တော်တို့အဲ့လိုမျိုးအရှိမရေးဘဲနဲ့အာ x ခုနက်ဆိုပြီးကျွန်တော်ရေးတာမျိုးပေါ့နော်အဲ့တော့ကျေ gain နဲ့ပြောမှလို့ဆိုရင်3မြောက်3မြောက်3ကိုကျွန်တော်အဲ့လိုမရေးဘဲနဲ့3 5တဲ့ဆိုပြီးကျွန်တော်ရေးလိုက်တာပေါ့နော် အဲပြီးတော့ exponent နေကကျွန်တော်ဒီ thread base တွေဘယ်နှခါမြောက်တယ်ဆိုတာကိုပြောပြပြပြတာဖြစ်တယ်အဲဒီ multiplication ဘယ်နှခါလောက်အောင်ဆိုတော့ဟောပြပြပြတာမဟုတ်ဘူးเนาะဆိုတော့ group symbol ဖြစ်တဲ့ဒီ parentheses တွေကိုကျတော့ဒီ alphanumeric variable ပေါ့နော်ဒီလိုမျိုးဟာတွေမှာအပါလို့ရှိရင်ကျွန်တော်အသုံးပြုပေးနေတယ်ပေါ့နော်အဥပမာနည်းနည်းပြောရမယ်လို့ရှိရင်အ 5a into 5b into 5b အဲ့မှာဆိုလို့ရှိရင်ကျွန်တော် new alphanumeric variable ဖြစ်တဲ့ a ပါတယ်ပေါ့နော်အဲ့ကြောင့်မို့ကျွန်တော်တို့ဒီ 5a the whole power q ဆိုပြီးကျွန်တော်ရေးပြီးလို့ရတယ်ပေါ့နော် okay next slide please

အာ property of exponent property of exponent မှာဆိုရှင်ကျွန်တော်တို့ရဲ့ rule ၅ခုဖြစ်တယ် product rule ရဲ့ quotient rule ရဲ့အာ power rule ရဲ့ factor rule ရဲ့ fraction rule ရဲ့ဆို rule ၅ခုပါဝင်တယ်ပေါ့နော်ဒီ product rule မှာဆိုလို့ရှင်ကျွန်တော်တို့ဒီ base value quantity တွေကိုမျှောက်မယ်ဆိုလို့ရှင်ကျွန်တော် exponent မျိုးပေါင်းမိလိုက်ရရပေါ့နော်ဥပမာပြောမယ်ဆိုလို့ရှင်နော်အာ x ၄တဲ့ x နဲ့ထက်ကိုကျွန်တော်မျှောက်မယ်ဆိုလို့ရှင်နော်သူရဲ့ tagging နေဖြစ်တဲ့၄နဲ့ထက်နဲ့ကိုကျွန်တော်ပေါင်းမိလိုက်ရရပေါ့နော်တကယ်၍ဒီမျှောက်ဖို့ gain မတူတဲ့ exponent တွေကိုမျှောက်မယ်ဆိုရင်တော့ကျွန်တော်ဒီသူရဲ့မျှောက်ဖို့ gain အချင်းချင်းကိုမျှောက်ပြီးပြီးတော့ဒီ exponent မျိုးပေါင်းမိရမှာဖြစ်ပါတယ်ပေါ့နော်ပြောမယ်ဆိုလို့ရှင်နော်ဒီဥပမာနေနဲ့ဆို င်အာ 4x တုံးတက်အကို 4x တုံးတက်ကိုအာ 2x နဲ့ထပ်နဲ့မြှောက်မယ်ဆိုလို့ရှိရင်ဒီ1နဲ့4နဲ့ကိုရင်းနှီးမြှောက်ပြရမယ်နော်မြှောက်မယ်ဆိုလို့ရှိရင်တော့ရှေ့ရမယ်ပြောလို့ရှိရင်တော့ x ရဲ့ထပ်ကင်းနေဖြစ်တဲ့3နဲ့2နဲ့ကိုပေါင်းမရမယ်ပေါ့နော်အဲ့လိုဆိုလို့ရှိရင်တို့ဖြစ်ရအာ 8x 5တက်ကိုရမှာဖြစ်ပါတယ်ပေါ့နော်အကယ်၍မတိကင်းတစ်လုံးထပ်ပို့ပြီးတော့ပါရှိတဲ့ဟာဒီမှာဆိုလို့ရှိရင်အဲ့ဒါတွေကိုကျွန်တော်မြှောက်ပေးမယ်ဆိုလို့ရှိရင် exponent နေကိုသူ့ရဲ့သက်ဆိုင်ရာမတိကင်းနေနဲ့ပေါင်းမိလိုက်ဟိုမတိကင်းဟာနေနဲ့ပေါင်းမိထပ်ကင်းနေနဲ့ပေါင်းမိလိုက်ရရပေါ့နော်ဥပမာပြောပါဆိုအာ a square y အာ a square y q into အ h2 y square ပေါ့နော်အဲ့ဒါကျွန်တော်မျှောက်ပေးမယ်ဆိုလို့ရှိရင်သူ့ရဲ့ h ရဲ့ tagging နေဖြစ်တဲ့2နဲ့3နဲ့အဲ့ပေါ်ဝိုင်း tagging နေဖြစ်တဲ့3နဲ့2ရဲ့ပေါ့နော်သူ့ရဲ့ tagging ဟိုတက်ဆိုင် tagging နေရဲ့ tagging ဟိုသက်ဆိုင်အမတီကင်းတဲ့ tagging တွေကိုကျွန်တော်ပေါင်းမိလိုက်ရရပေါ့နော်အာ quotient rule quotient rule မှာဆိုလို့ရှိရင်သူကကြတော့ဒီ product rule နဲ့ပြောင်းမယ်ပေါ့နော်အာ base တူတဲ့အာ quantity တွေကိုစားမယ်ဆိုရှင် exponent တွေကိုနှုတ်ပေးရမယ်ပြောလို့ရှိရင် again မတီကင်းအာပါဟိုဗါလေအာ မြတ်ဘော်ကင်းမတူတဲ့ဒီ exponent တွေကိုကျွန်တော်စားမယ်ဆိုလို့ရှိရင်ဒီမြတ်ဘော်ကင်းချင်းချင်းကိုကျွန်တော်စားပြရမယ်ပြီးတော့ရှင် exponent တွေကျွန်တော်နှုတ်ပြရမယ်အကယ်၍ဟိုခုနကအတိုင်းမတီးရင်းနေပါလာခဲ့မယ်ဆိုလို့ရှိရင်အဲတလုံးထပ်ပို့ရမတီးရင်းပါမယ်ဆိုရင်ကျွန်တော် exponent ဟိုကိုနှုတ်ပြလိုက်ရင်ရပြီပေါ့နော်ဟုတ်ကဲ့ next slide please อ่าพาวรูพาวรูมาဆိုရင်เนาะ for any real number x and natural number m and n ပေါ့เนาะအဲ့ဒါကြတော့သူသူရဲ့ formula အနေနဲ့ဆိုလို့ရှိရင်ဒီ uh, x power m ဟို the whole power n ပေါ့เนาะအဲ့ဒါကိုကျွန်တော်ဘယ်လိုရေးပြလို့ရမလဲဆိုလို့ရှိရင် uh, x power m n ပေါ့เนาะပြလို့ရှိရင်ဒီ power rule ကိုကြတော့ဒီသူ product rule ရဲ့ quotient rule ရဲ့ねအတွဲသုံးပြလို့ရတယ်ပေါ့เนาะဘယ်လိုနေရာမှာတွဲသုံးမလဲဆိုလို့ရှိရင်ဒီ expression တွေကိုကျွန်တော်တို့အရှင်းလင်းဆုံးဖော်ပြရတဲ့နေရာမှာကျွန်တော်တွဲသုံးပြလို့ရတယ်ပေါ့เนาะဘေးနားမှာဆိုလို့ရှိရင်ကျွန်တော်ပုံလေးနဲ့တကွာအသုံးပြုပုံလေးကိုကျွန်တော်ဖော်ပြပြီးရတယ်ပေါ့เนาะ Okay uh, factor rule factor rule မှာဆိုလို့ရှိရင်ဒီ for any real number a n b ပေါ့နော်အဲဥပမာနည်းဆိုရင်သူ့ရဲ့ formula နည်းလဲဆိုတော့အာ ab the whole power c ပေါ့နော်အဲဆိုရင်တို့ဘယ်လိုခွဲရေးလဲဆိုလို့ရှိရင်အာ a power c b power c ပေါ့နော်ဥပမာနည်းလဲဆိုလို့ရှိရင်တော့ 2 be the whole power ဟို the whole power 4ဆိုလို့ရှိရင်ဒီအာနှစ်လေးတဲ့ b 4တဲ့ပေါ့နော်အဲ့လိုခွဲရေးပြရမယ်သူအဖြေနဲ့ဆိုရင်တော့အာ16 b 4တဲ့ပေါ့နော်အာ fraction rule fraction rule မှာဆိုရင်တော့ဒီ for any real number x and y ပေါ့နော်အဲ့မှာဆိုရင်တော့ y ကတော့0မဟုတ်ဘူးပေါ့နော်တုံ့ပြန်မဖြစ်နိုင်ဘူးဆိုတော့ရှင်အာ x by y the whole power n ပေါ့နော်အဲ့ကောင်ကကြတော့ခုန factor rule နဲ့တော့တူတယ်ဒါပေမဲ့သူကကြောအစားပုံစံမျိုးပေါ့နော်အာသူကဘယ်လိုရေးပြရမလဲဆိုလို့ရှိရင်အာ x by x power n by y power n ပေါ့နော်အဲ့မှာဆိုလို့ရှိရင်ကျတော့ဒီ fraction rule ကိုတုံးတဲ့အခါမှာကျတော့ ဒီခုနကဒီ grouping symbol ဖြစ်တဲ့ parentheses ကိုဒီမှန်ကန်စွာအသုံးပြုပေးရမယ်ပေါ့နော်အဲဒီနားမှာဆိုရင်ကျွန်တော်ဥပမာလေးပုံလင်းတစ်ခုဖော်ပြပေးရပါပြီ next slide please အဲဆက် next slide ဒီ slide ကိုတော့မှတ်မြင်ရအောင်ဆက်ပြီးရှင်းပြပေးရမှာဖြစ်ပါတယ် zero နဲ့ negative integer exponents အပိုင်းမှာကျွန်တော် zero exponent ဆိုတာကထက်ကင်း0ဖြစ်နေတာပြောရဖြစ်ပါတယ်။ဥပမာအနေနဲ့ဆိုရင် a power 0 equal to 1ပေါ့နော်။အပေါ်မှာထက်ကင်းက0ဖြစ်နေရတယ်အဖြေကဘယ်ကိန်းနဲ့ပဲလုံးလုံး1ပဲရမှာဖြစ်ပါတယ်။နောက်တစ်ခုက negative integer exponents အဲ့မှာဆိုလို့ရှိရင်ထက်ကင်းမှာက minus ပါနေရဆိုလို့ရှိရင်တော့ဖြောင်းပြန်လှန်ပေးရမှာပါ။ formula အနေနဲ့ဆိုရင် a power minus n equal 1 by a power n ပါ။အဲ့ဒါကကျတော့ a by အ1 by a ကို engine အရင်မြောင်းနဲ့မြောက်ထားတာကိုဆိုလိုတာပါ1 by a ဘောက minus n ဆိုလို့ရှိရင်တော့ပြန်ပြီးတော့ပြောင်းရလှန်ပေးလိုက်လို့ရှိရင် a ဘောက n အနေနဲ့ရမှာဖြစ်ပါတယ်သူကကျတော့ a နဲ့ engine မြောက်ကိုမြောက်ထားပေးရပါ example အနေနဲ့ဆိုလို့ရှိရင်2ဘောက minus 2မှာပြောင်းပြန်လှန်လိုက်တော့1 by 2 square အနေနဲ့ပဲရမှာဖြစ်ပါတယ် next slide please scientific notation အဲ့မှာကကျတော့ exponent တွေကိုအသုံးပြုပြီးတော့ဒီကိန်းကြီးကြီးဖြစ်ဖြစ်ပေါ့နော်ကိန်းငယ်ဖြစ်ဖြစ်ရေးတဲ့နည်းလမ်းတစ်မျိုးလို့ပြောလို့ရပါတယ် formula အနေနဲ့ဆိုလို့ရှိရင် x into 10 power n ပေါ့ဒီကိန်းကြီးတွေမှာဆိုလို့ရှိရင်တော့ထညွန်းကို positive သုံးလို့ရပြီးတော့ကိန်းငယ်ကြီးရဲ့ဆိုလို့ရှိရင်တော့ထညွန်း negative နဲ့သုံးပေးရမှာပါအာဒီကိန်းကကျတော့1ကနေပြီးတော့10နဲ့တွင်းမှာပဲရှိနေရမှာပါအဲ့ထည့်ရောနေလို့လည်းမရသလိုအဲ့ထည့်ပိုနေလို့လည်းမရပါဘူး formula အနေနဲ့ဆိုရင်ကျတော့ n က decimal ရွေ့သွားတဲ့နေရာအရေးအတွက်ဖြစ်တဲ့အတွက်ပေါ့နော်10 power n နဲ့မြောက်ပေးရမှာပါ decimal point ကဘယ်ဘက်ကိုသွား ောင်းရင်ကြတော့ဒီ tag gain ကတက်သွားမှာဖြစ်ပြီးတော့ decimal point ညာဘက်ကိုသွားမယ်ဆိုရင်တော့ tag gain ကျသွားမှာဖြစ်ပါတယ်။ဥပမာအနေနဲ့ဆိုရင်လည်းဒီ15600ကို standard form ပြောင်းပေးလိုက်မယ်ဆိုရင်1.56 into 10 power 5ရမှာဖြစ်ပါတယ်။0.000053ကိုကျတော့ဒသမကိုနောက်ဆုတ်ပေးလိုက်တော့5.3 into 10 power -6 ရမှာဖြစ်ပါတယ်။ Next slide please. အာနောက်တစ်ခုက root ဖြစ်ပါတယ် root မှာကျတော့ဒီ exponent တွေကိုဗျာမြန်လန်တဲ့ပုံစံလို့ပြောလို့ရရတယ်ပေါ့နော် positive square root တွေကိုကျတော့ radical sign လို့ခေါ်တယ်ဒီအာ root တင်ကြီးတားလေးနဲ့ပြပေးရ square root ကိုကျတော့ဥပမာပေးရမယ်ဆိုရင်3က square root 9ပဲဖြစ်တယ်ပေါ့ -3 ကလည်း square root 9လို့ပဲပြောလို့ရရတယ်အောက်မှာလည်းဒီပုံနဲ့ပြပေးထားပါတယ် ဘေးမှာကျတော့ square root ကို estimate လုပ်တဲ့ပုံပေါ့နော် square root ကို estimate လုပ်မယ်ဆိုရင်ကျတော့အဲ့မှာပေးထားတဲ့အတိုင်း root 34ဆိုလို့ရှိရင်ဖြစ်နိုင်တဲ့ဒီ gain နှစ်ခုပေါ့နော်အနည်းဆက်ဆုံး gain နှစ်ခုအရင်ယူရမယ်အဲ့မှာဆို5နဲ့6နဲ့ဖြစ်နိုင်တယ်အဲ့ဒီကမှလုံးဝအနည်းဆက်ဆုံးကဏ္ဍဖြစ်တဲ့5.8ကိုယူပေးရပဲဖြစ်ပါတယ်အာ perfect squares နောက်တစ်ခုက perfect squares and cubes တွေမှာကျတော့ဒီ square root နဲ့ cube root တွေက whole နဲ့ပါဖြစ်တယ်ဆိုတော့ပြောတာဒါလေဒါကိုလည်းအောက်မှာဇာတ်ရိုက်နဲ့ပြထားပေးပါရှင် next slide please hotel radical expression အဲ့ဒီဘက်မှာကျတော့ဒီ b square equal to m ဖြစ်နေတယ်ဆိုလို့ရှင်တော့ b က root m လို့ပြောလို့ရတယ် b power n equal to m ဖြစ်နေမယ်ဆိုရင်တော့ b က root m ရဲ့ n ချိန်မြောက်ဖြစ်တယ်လို့ပြောလို့ရတယ် n root of b ကကျတော့ b power 1 by n နဲ့ညီပါတယ် q root of b ကကျတော့ b power 1 by 3နဲ့ညီပြီးတော့ square root of b ကကျတော့ b power 1 by 2နဲ့ညီပါတယ် n root of b မှာဆိုလို့ရှင်ညာဘက်မှာပြထားရပေါ့နော်ပုံလေးက n က index လို့ခေါ်ပြီးတော့ b ကတော့ radicand လို့ခေါ်ပါတယ်အောက်မှာပြထားသလိုပဲဒီ q root of 64ကကျတော့4နဲ့ညီရဘာဖြစ်လဲဆိုတော့ဒီ 64ဆိုတာက4ကို3ချိန်မြောက်ထားဖြစ်တဲ့အတွက်ပေါ့နော်အာပြီးတော့မှဒီ tube tube နဲ့အပေါ်က3ထပ်နဲ့ခြေလိုက်တော့ spoil ပဲရမှာဖြစ်ပါတယ် ဲ့မှာလဲအောက်ကအောက်မှာထပ်ပြပေးထားရပေါ့နော် positive square root of 16မှာဆိုလို့ရှိရင်တော့အဖြေက positive ဖြစ်တဲ့အတွက်4အနေနဲ့ရမှာဖြစ်ပြီးတော့ negative square root of 16မှာဆိုရင်တော့အဖြေက minus အနေနဲ့ရမှာဖြစ်ပါတယ် minus 4ပေါ့နော်အဲနောက်တစ်ခုကကျတော့ negative number ရဲ့ square root ကကျတော့ real number မဟုတ်ပါဘူးအောက်မှာပြထားမှာဆိုလို့ရှိရင် minus root 9မှာဆိုရင်တော့အဖြေက minus 3အနေနဲ့ရမှာဖြစ်ပေမဲ့အာ minus 9 root ဆိုရင်တော့ undefined ဖြစ်ပါတယ်အဲ့ဒါကြောင့်သူ့ကိုဖော်ပြလို့မရပါဘူး next slide please နောက် slide ကိုမှ angular mean ကရှင်းပြပြတော့မှာဖြစ်ပါတယ်ရှင် critical analysis အပိုင်းမှာဆိုရင်အားသာချက်အနေနဲ့က exponent rule တွေကိုတိကျရှင်းပြပေးထားရဲ့ဥပမာအနေနဲ့ဆိုရင် protest rule တွေ question rule တွေပေါ့နော် scientific notation အပိုင်းမှာဆိုရင်လည်းကိန်းအကြီးအငယ်တွေကိုဘယ်လိုဖြစ်ရှိရမလဲဆိုတာထည့်ထားပေးရဲ့အာပြီးတော့ square root နဲ့ cube root တွေ real root အနေနဲ့အာ g detect တွေမှာထည့်ထည့်ပေးတာကိုလည်းအာထည့်ထည့်ပေးတာကိုလည်းထည့်ပေးထားရဲ့ challenge အနေနဲ့ကြတော့ပထမဆုံးအနေနဲ့ ရောထားရဲ့ပုံစံတွေမှာမှန်ကန်တဲ့နီးနန်းကိုပဲအသုံးပြုမယ်ဆိုရင်ရှုပ်ထွေးစီပါရဲ့ negative နဲ့ zero exponent အပိုင်းမှာဆိုရင်အာဆိုရင်ဒီဘက်ကတခြားနားလည်မှုမရှိရင်သဘောပေါက်ဖို့လည်းခဲရင်စီပါရဲ့ဆိုင်အာ scientific notation အပိုင်းမှာဆိုလည်းအကြောင်းသားတွေအတွက်ရှုပ်ထွေးစီပါရဲ့ဒီလိုမျိုး challenge ဖြစ်စေတဲ့အရာတွေကိုအချိန်ပေးပြီးလေ့လာမယ်ဆိုရင်ကျမတို့အကြောင်းသားအနေနဲ့အလွယ်ကူဖြည့်ရှင်းနိုင်မှာဖြစ်ပါရဲ့နောက်ဆုံးအနေနဲ့ကတော့ GDT ဆောင်ဖို့မှာဆိုရင် expression နဲ့ ဒီ question ဖြစ်ချင်းပုံတွေအပုံတွေပါရဲ့ exponent root တွေအကြောင်းစစ်တက်ပါရဲ့နောက်ပြီးတော့ square root နဲ့ true root တွေက geometry နဲ့အက္ခရာတရားပုစာတွေမှာပါတက်တယ်အဲ့ဒါကြောင့်ဒါရိုနားလည်းဟိုကအဓိက key point ပဲဖြစ်ပါရဲ့ next slide please conclusion အနေနဲ့ကတော့ဒီ chapter မှာ exponent ဆိုတာကတစ်ခါတစ်ခါမြှောက်ရှင်းဆိုတာကိုသိရပါတယ်အာ အာ product rule တွေ power rule တွေနဲ့ fraction rule တွေကလည်း expression တွေကိုဖြည့်ရှင်းမှုအတွက်ထောက်ကူဖြစ်စေဆိုတာလည်းသိရတယ်။ value ဆိုတာကတော့ exponent တွေရဲ့ပြောင်းပြန်ဖြစ်ပြီးတော့ x 2 49လို့အာ equation တွေရှင်းရတာထောက်ကူဖြစ်စေပါတယ်။အာနောက်ဆုံးအနေနဲ့ scientific notion ရှင်းအာရှင်းကတော့ gain အကြီးပဲဖြစ်ဖြစ် gain အသေးပဲဖြစ်ဖြစ်ဖြည့်ရှင်းလို့ရတဲ့အတုံးဝင်တဲ့နည်းလမ်းတစ်ခုဆိုတာသိရပါတယ်။ next slide please အာဒီ presentation လေးရောက်တော့ပါပဲနားထောင်ပေးရစီရင်လည်းအာ attempt ဖို့ရေးကျေးဇူးတင်ပါတယ်မေးချင်တာလေးရှိရင်မေးလို့ရပါပြီရှင် မေးဖို့မေးဖို့ရှိရင် reason လေးထောင်းပြပေးပါ။ကုညီမေးတွေမေးလို့ရပါဘူး။ negative exponent တွေကိုဘယ်လိုဖြေရှင်းရမလဲ independent ရှင်းတော့လဲ။ um ဒီက negative exponent တွေကို xm အနေနဲ့ရှင်းပြမယ်ဆိုရင် n uh, n power -1 တွေဆိုရင် and power minus ကိုပြောင်းပြန်လှန်လိုက်ပြီးတော့ negative exponent တွေကိုဖြည့်ရှင်းလို့ရပါတယ် and power negative ဟောနဲ့အာပြောင်းပြန်လှန်ခြင်းဖြင့် negative exponent တွေဖြည့်ရှင်းလို့ရပါတယ်အဲ့လိုမျိုးနားလည်လို့ဟုတ်ကဲ့တယ်ဝင်ရှင်းမှန်ဦးမေးလို့ရပါပြီဟုတ် square root ထဲမှာ negative numbers ရှိလို့ရှိရင် and the final အဲပြောရတော့နားဆိုရင် two root to အဲတခြား root တွေ root တွေဆိုလို့ရှိရင်တို့ဖြစ်နေတယ်အော် two root တို့တခြား root တွေမှာလည်းမရပါဘူး minus က indefinable ဟုတ်အာဟုတ်ဟောဝင်ရပြည့်ပြီးလို့ရပါပြီအာခုတကယ် analysis ကိုတက်ချက်သွားပြီးလို့ရ အာဒီအဲ့ဒီမှာလေဒီအာအင်းနေလာမင်းပြောရတာဗျဒီ scientific notation ရတဲ့ဒီအကြောင်းသားတွေအတွက်အာဒီဘယ်လိုခက်ခဲနိုင်ပါတယ်ဆိုတော့အာဘယ်လိုမျိုးအလိုအခက်ခဲဖြစ်စေရလဲတစ်ဆက်ချင်းပြပြပေးရမလား scientific notation ကမမိုင်းမြိုင်တော့ရှင်းပြပါ โอเคဟုတ်ပါ scientific notion ကကြတော့သူကပုံစံနှစ်မျိုးရှိရေပေါ့เนาะအဓိကဘယ်မှာမားနိုင်လဲဆိုတော့အာထက်ကိန်းရဲ့နေရာမှာပေါ့ပထမဆုံးဒီဒသမကိန်းအနေနဲ့လာမယ်ဆိုလို့ရှိရင်တော့အာပြန်ပြီးရေးပြရမယ့်ဟာက negative အနေနဲ့ထက်ကိန်းရရေးပြရမှာပေါ့เนาะပုံမှန်ဆိုလို့ရှိရင်သူ့ရဲ့ဒီ standard form ပုံစံရိုးရိုးပဲထားပါတော့4500ပဲလာမယ်ဆိုလို့ရှိရင်အဲ့လိုဟာမျိုးကြတော့အော်ဒီထက်ကိန်းအနေနဲ့က positive အနေနဲ့ပဲရေးပြမှာဖြစ်ပါတယ်အဲ့လိုနေရာတွေကြတော့နည်းနည်းចောင်းသားတွေတွေရှုပ်စီရလို့ထင်လို့အာရေးပြထားဖြစ်ပါတယ်ရှင် အဟုတ်ကျေးဇူးတင်ပါတယ်ကျေးဇူးပါမိုးဆက်ထူမေးလို့ရပါဘူးဟုတ်ပါအကယ်လို့ဒီ square root တွေအဲ့လိုဟာ cube တွေတင်တဲ့အခါမှာကျင်းနေရရတယ်လို့ရှိရင်အဲ့ဒါတွေကိုရှင်းလို့ရတယ်ပဲထားပါတော့အဲ့ဒါဆိုလို့ရှိရင်အကယ်လို့ဒီ3ခု4ခုတဲ့ပူလာတဲ့အခါမှာကြတော့အဲ့ဒါတွေကိုရှင်းမှန်တယ်ဘယ်လိုရှင်းလို့ရမလဲဟုတ်မိကုန်းလေးချက်တော့ပြန်မေးပြပါလားဗျ square square root တို့ကျူးကျူးသွားတဲ့အခါမှာရှင်းတဲ့ခါကျလို့ရှိရင်အဲ့လိုသူ့ကိုပြန်ခွဲပြီးရှင်းတယ်မလားအဲ့လိုဆိုအကယ်လို့နှစ်ခုသုံးခုတည်းမဟုတ်ဘူးနဲ့အများကြီးသာဖြစ်လာမယ်ဆိုလို့ရှိရင်ရောအဲ့ဒါကိုရှင်းတဲ့ခါဘယ်လိုမျိုးရှင်းလို့ရနိုင်မလဲအဲ့တော့အဲ့ဒါကိုရှင်းတဲ့အခါမှာပေါ့နော်အကယ်၍အအများကြီးဖြစ်လာတဲ့အခါမှာဥပမာဆိုကြပါစို့အာကျွန်တော်တို့ကိန်းကဏ္ဍကအရင်မြန်နှိမ့်မြောက်နှိမ့်မြောက်နှိမ့်မြောက်ဆိုရင်အကယ် square ဆိုလို့ရှိရင်ကျွန်တော်တို့အာနှလုံးတူလို့ရှိရင်တစ်ခါထုံးမယ်နှလုံးတူရင်တစ်ခါထုံးမယ်ပေါ့နော်အဲ့လိုမျိုးတူတူပါလေ ထုတ်ပါလို့ရှိရင်တော့ဒီမှာဘေးနားမှာဒီဘက်ဘေးမှာ square ပြင်မှာတော့ပြန်မြှောက်ပေးရမယ်ပေါ့နော် Q ဆိုရင်တော့ကျွန်တော်တုံးလုံးထုတ်ပေးရမယ်ပေါ့နော်ဟုတ် carry 4ဆိုရင်တော့လေးလုံးထုတ်ပေးရမယ်ပေါ့လေးလုံးတူရင်တစ်လုံးထုတ်ပေးရမယ်ပေါ့ဟုတ်ကဲ့ကအဲ့လိုချင်းပေးရမယ်ပေါ့ဟုတ်ဟုတ်ကဲ့ဒီလိုပါနော်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါစီ